မင်္ဂလာပါကျွန်တော်ညီကိုတို့ဒီနေ့မှာကျွန်တော်အာတချို့ဆရာတွေရဲ့ကေတင်ချင်းသတင်းစကားကိုပြောတဲ့ခါမှာကျွန်တော်တို့ကြားရတဲ့အရာလေးပေါ့နော်ဒီနေရာမှာနှုတ်ပတ်တော်လေးအပြင်နေငယ်လေးထိုးစကားတွေကိုလည်းကျွန်တော်ဖြည့်ရှင်းခြင်းနဲ့ဘာလဲဆိုတော့ယေရှုခရစ်တော်ကိုမိမိကေတင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံရင်ကျွန်တော်တို့ခါဆင်းရဲဒုက္ခမခံရတော့ဘူးဆိုပြီးမှအဲတချို့တွေကပြောတတ်ကြတယ် တချို့ကကဲတင်ချင်းရပြီဆိုရင်ကျေတင်ဝမ်းနေချင်းမရှိတော့ဘူးဒုက္ခမရှိတော့ဘူးအမျိုးမျိုးသောပူပင်တော့ကအမျိုးမျိုးသောဒုက္ခတွေမခံရတော့ဘူးလို့ဟာပြောတာပေါ့နော်ဆိုတော့တကယ်တမ်းဆိုရင်တော့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်မှာလေဒုက္ခကကျွန်တော်တို့မှာရှိနေစမြဲပဲဖြစ်တယ်ဒီလောကမှာကျွန်တော်အသက်ရှင်နေတဲ့ခါမှာလောကကြီးဟာမတရားသောလောကဖြစ်တယ် ဆိုတော့ဘုရားခင်ရဲ့ချိန်ချင်းခံတော်လောကဖြစ်တယ်။ဘာလို့ဆိုတော့လူသားတွေအတွက်ဘုရားခင်ကပရမအုပ်ဆုံးဖန်ဆင်းတဲ့အခါမှာအကောင်းဆုံးဖန်ဆင်းထားပေမဲ့လူသားတွေကအပြစ်ထဲမှာကြာရောက်သွားတဲ့အခါမှာဘုရားသခင်ကအဲ့ဒီနော်အပြစ်ထဲကကြာရောက်သွားတဲ့နော်လူသားတွေအတွက်ဖန်ဆင်းထားတဲ့အရာဒီကိုပါအားလုံးကိုချိန်လိုက်တာဖြစ်တယ်။ဆိုတော့ဒီချိန်ချင်းခံတဲ့ကမ္ဘာမြေကြီးမှာကျွန်တော်တို့ဟာဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒုက္ခတွေရင်ဆိုင်ရတဲ့အခါမှာဆိုတော့အခုကျွန်တော်တို့ကြည့်တဲ့အခါမှာပတ်ဝန်းကျင်မှာကျွန်တော်မြင်တွေ့ရတယ်เนาะခရိယန်တွေလည်းဒုက္ခရောက်ပါတယ်เนาะဘုရားခင်ကိုယုံကြည်တယ်စင်မှန်တဲ့ဘုရားကိုးကွယ်ထိုက်တော်ဘုရားကိုကိုးကွယ်တော်သူတွေလို့ပြောတဲ့လူတွေလည်းဒုက္ခရောက်တယ်ဗုဒ္ဓဘာသာတို့အမျိုးမျိုးသောဘာသာတရားတခြားသောဘာသာတရားကိုကိုးကွယ်တော်သူတွေလည်းဒုက္ခရောက်ပါတယ်ဆိုတော့ ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးမှကျွန်တော်တို့ဒုက္ခရောက်နေပါတယ်။ဒါပေမဲ့အဲ့ဒီဒုက္ခရောက်နေတဲ့အရာမှာကျွန်တော်တို့ဟာမတူဘူး။ဆိုတော့ကျွန်တော်တို့ကဒုက္ခရောက်ပြီးမှအဲ့ဒီဒုက္ခရဲ့နောက်ွယ်မှာလွတ်မြောက်ခြင်းရှိတယ်၊ငြိမ်သက်ခြင်းရှိတယ်၊ဝမ်းမြောက်ခြင်းရှိတယ်၊ပျော်ရွှင်ခြင်းရှိတယ်။ဒါပေမဲ့တချို့ တခြားသောဘာသာတရားတွေကတော့သူတို့ဒုက္ခရောက်တဲ့ခါမှာဒုက္ခတွေကညီးတွားခြင်းတွေနော်ဝမ်းနည်းခြင်းတွေပူဆေးတော့ကတွေအမျိုးမျိုးသောနော်ဆုံးရှုံးနေတာခြင်းတွေပဲရှိတာဖြစ်တယ်။ဆိုအဲ့ဒီဒုက္ခတွေကနေဒုက္ခတွေမှာဘယ်တော့မှငြိမ်သက်ခြင်းမရှိနိုင်ဘူး။ဒုက္ခတွေမှာဘယ်တော့မှဝမ်းမြောက်ခြင်းမရှိနိုင်ဘူး။ ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူတွေကကျွန်တော်တို့ခံစားရတဲ့အကျိုးကျေးဇူးဟာဘုရားခင်ကအကြီးမားဆုံးပေးထားတာဖြစ်တယ်။ယောမအဝါဒစာခန်းကြီး9အငယ်1ကနေအငယ်1ကနေမှကျွန်တော်9အထိကိုဖတ်ပြချင်တယ်နော်။ယောမအဝါဒစာခန်းကြီး9အငယ်1ကနေ9 ထိုကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ရှေ့တော်၌ငြိမ်သက်ခြင်းကိုခံစားရကြ၏ထိုကျေးဇူးတော်ကိုခံရသည့်အကြောင်းမှာယုံကြည်ခြင်းရှိ၍ထိုသခင်အားဖြင့်ခံစားရသောအခွင့်ရကြ၏တို့ဖြစ်၍ဘုရားသခင်၏ဘုံတော်ကိုမျှော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏ထိုမြတ်မကား ဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏ဆိုတော့ဒုက္ခဆင်းရဲခြင်းထဲမှာကျွန်တော်တို့ဝါကြွားဝမ်းမြောက်စရာရှိတယ်။အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်တီးခံခြင်းကိုပြုစုတတ်၏တဲ့ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲခြင်းဟာတီးခံခြင်းကိုပြုစုတတ်တယ်။တီးခံခြင်းသည်လည်းတက်တာတက်တာတက်တာတက်တေထင်ရှားခြင်းကိုပြုစုတတ်၏တက်တေထင်ရှားခြင်းနော်တီးခံခြင်းသည်လည်းတက်တေထင်ရှားခြင်းကိုပြုစုတတ်၏ တက်တည်ထင်ရှားခြင်းဒီလေမျောလင့်ခြင်းကိုပြုစုတတ်၏ထိုမျောလင့်ခြင်းဒီရှက်ကြောက်เสียအကြောင်းနှင့်ကင်းလွတ်၏အဘေเจ้าနိဟုမူကားငါတို့အားပေးတော်မူသောတန်ရှင်သောဝိညာဉ်တော်သည်ဘုရားသခင်မြစ်တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညွန်လောင်းတော်မူ၏တဲ့ဆိုဒီနီယာမှာကျွန်တော်အာတာ၍နဲ့နေဆိုတာကျွန်တော်ပြောပြခြင်းတယ်ကြာ လောကမှာကျွန်တော်တို့လူတွေအားလုံးအတူတူပဲကျွန်တော်တို့ယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေလူတိုင်းဆင်းရဲဒုက္ခခံရတယ်။ဒါပေမဲ့ဆင်းရဲဒုက္ခခံရတာချင်းမတူဘူး။ကျွန်တော်တို့ကဆင်းရဲခံရချင်းထဲမှာပြင်လင်းတဲ့ဝါကြွားเสียရှိတယ်တဲ့မျောလင်းเสียရှိတယ်တဲ့ငြိမ်တက်ချင်းရှိတယ်ဝမ်းမြောက်ချင်းရှိတယ်ဆိုတော့ကျွန်တော်တို့မျောလင်းတဲ့အရာကပါလဲဆိုတော့ကျွန်တော်တို့ဒီလောကဒုက္ခ ကြော်လွန်ပြီးတဲ့နောက်မှာဘုရားသခင်ကကျွန်တော်တို့ကိုဂတိပေးထားတဲ့အရာရှိတယ်။အဲ့ဒါကပါလဲဆိုတော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပန်းခြင်းဖြင့်ယုံကြည်တော်သူသည်ဒေလွန်တော်လည်းအသက်ရှင်လိမ့်မည်တဲ့။ထိုအသက်ကိုကျွန်တော်တို့ကိုအာမခံချက်ပေးထားတယ်။ထိုပြင်မကဘူး ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူဟာဘုရားသခင်အိမ်တော်သားများဖြစ်ရတဲ့ခွင့်ဘုရားသခင်နဲ့အတူထာဝရနေရတော်ခွင့်ကိုကျွန်တော်တို့ကိုရမယ်လို့ဘုရားခင်ကကျွန်တော်တို့ကိုဂတိပေးထားပြီးသားဖြစ်တယ်။ထိုရာကိုကျွန်တော်တို့ကမျှော်လင့်ပြီးမှအသက်ရှင်တယ်။ဒါပြောင်းမှုဒုက္ခတွေမှာကျွန်တော်တို့ကကျွန်တော်တို့မျှော်လင့်တဲ့အရာကလောကအရာမဟုတ်ဘူး။ဒါကြောင့်မို့လောကအရာရဲ့ဒုက္ခကိုကျွန်တော်တို့ခံရတဲ့အခါမှာကျွန်တော်တို့မျှော်လင့်တဲ့အရာကလောကအရာတက်တာ၍တန်ဖိုးကြီးနေတဲ့အတွက်ကြောင့်မို့လောက ထဲမှာဒုက္ခရောက်နေခြင်းကကျွန်တော်တို့မျှော်လင့်နေတဲ့တန်ဖိုးကြီးသောအရာလောက်ကိုဘယ်တော့မှမဖျက်ဆီးနိုင်ဘူး။ဒါကြောင့်မို့ကျွန်တော်တို့ကငြိမ်သက်ခြင်းရှိနိုင်တယ်၊ဝမ်းမြောက်ခြင်းရှိနိုင်တယ်၊ကျွန်တော်တို့မျှော်လင့်တဲ့အရာပေါ်မှာ။ဆိုတော့ဒီမှာဆိုရင်ဘုရားသခင်ကကျွန်တော်တို့ကိုအဲ့ဒီဒုက္ခထဲမှာဘုရားကဘယ်တော့မှပြစ်မထားကြောင်းကိုလည်းအနည်းငယ်ရှင်းပြထားတယ်။ဆိုပါလဲဆိုတော့ဆင်းရဲဒုက္ခကိုကျွန်တော်တို့ဒီခံရတဲ့ခါမှာအဲ့ဒီဆင်းရဲဒုက္ခကကျွန်တော်တို့ကိုဘာပေးလဲဆိုတော့တီးခံခြင်းကိုပေးတယ်။ ။ဘာကြောင့်လဲကျွန်တော်မျောလင့်တဲ့အရာရှိလို့။ကျွန်တော်မျောလင့်တဲ့အရာအဲမှာမျောလင့်တာကဘာလဲယေရှုခရစ်တော် ကျွန်တော်တို့ကိုအတန်နဲ့များချစ်တဲ့ယေရှုခရစ်တော် ਨੇ တပန်ပြန်လဲတွေးဆောင်ရမယ်။လောကမှာကျွန်တော်တို့ကိုအတန်နဲ့များချစ်တဲ့လူတယောက်မှမရှိပါဘူး။ကျွန်တော်တို့ကိုချစ်ပါတယ်ချစ်ပါတယ်လို့ပြောတဲ့လူတွေကိုအသက်ပေးမလားလို့မေးကြည့်ပါတေးလိုက်လေလို့ကျွန်တော်တို့ပြောလိမ့်မယ်။နော်ဘယ်သူမှကျွန်တော်တို့ကိုအတန်နဲ့များမချစ်နိုင်ဘူး။ဒါပေမဲ့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုအတန်နဲ့များချစ်တယ်ကျွန်တော်တို့ကိုအယမ်းချစ်တဲ့ ကျွန်တော်တို့ရဲ့ချစ်သူဖြစ်တယ်เนาะကျွန်တော်တို့ကိုချစ်တဲ့ဘုရားသခင်ဖြစ်တယ်ထို့ဘုရားသခင်နဲ့ကျွန်တော်တို့ဆုံတွေ့ရမှာကိုကျွန်တော်တို့ကမျှော်လင့်တယ်ဒါကြောင့်မို့ဒုက္ခဆင်းရဲကိုကျွန်တော်တို့ရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကဘုရားနဲ့ဆုံတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဒုက္ခလောက်ကတော့ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းကိုမဖြတ်စည်းနိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့မျှော်လင့်ခြင်းအတွက်တီးခံခြင်းကိုဘုရားခင်ကအဲ့ဒီဒုက္ခတွေကပေးတယ်ဆိုတီးခံခြင်းကဘာကိုပေးလဲဆိုတော့တက်တည်ထင်ရှားခြင်းကိုပေးတယ်တဲ့။ဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ ုက္ခထဲမှာတာ၍တီးခံလာလေလေဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီဒုက္ခထဲမှာဘုရားသခင်ကသူ့ရဲ့ဂတိအတိုင်းသင်တို့ဒုက္ခခံရတဲ့ခါမှာဒုက္ခထဲမှာလည်းငါအတူရှိတယ်လို့ပြောတာဆိုတော့အဲ့ဒီဒုက္ခထဲမှာဘုရားသခင်ကကျွန်တော်တို့နဲ့အတူရှိတယ်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲကယ်တင်မဆသောဘုရားအတူပါရှိသောဘုရားဖြစ်တယ်တကယ်လောကမှာလည်းကျွန်တော်တို့တကယ်ကျွန်တော်တို့ကိုတကယ်ချစ်တဲ့လူကိုဘယ်လိုဆန်းစစ်ရင်သိနိုင်လဲဆိုကျွန်တော်တို့ဆင်းရဲဒုက္ခရောက်တဲ့ခါမှာကြီးကြီးလိုက်ပါ ကျွန်တော်တို့ကတကယ်ချစ်တဲ့လူဆိုရင်ကျွန်တော်တို့နားမှာအမြဲတမ်းရှိနေမှာပါဒီဒုက္ခကိုအတူတူရင်ဆိုင်ပေးမယ်။နာကျင်ခြင်းကိုအတူတူရင်ဆိုင်ပေးမယ်နော်။အမျိုးမျိုးသောဆင်းရဲခြင်းကိုအတူတူရင်ဆိုင်ပေးမယ်။ပင်ပန်းနေလားအတူတူပင်ပန်းမယ်။နာကျင်နေလားအတူတူနာကျင်မယ်။ဆင်းရဲဒုက္ခစာလောင်ငတ်မွတ်နေလားရတဲ့အတူတူစာလောင်ငတ်မွတ်ပေးမယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကိုချစ်လို့ဘယ်တော့မှမထားသွားဘူး။ထို့အတူပဲယေရှုခရစ်တော်ဖခင်ကကျွန်တော်တို့ကိုဘယ်တော့မှမထားသွားဘူး။အဲ့ဒီဒုက္ခထဲမှာ ကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိတယ်ဆိုတာကိုတက်သေးထင်ရှားစွာကျွန်တော်တို့ပြတယ်။ဒါဆိုကျွန်တော်တို့ကအဲ့ဒီဒုက္ခတွေမှာပါဖြစ်လို့ဝမ်းမြောက်လာတယ်။ဘာလို့လဲကျွန်တော်တို့ကိုချစ်တဲ့ဘုရားခင်အတူတူရှိတယ်။ကျွန်တော်တို့တည်။နောက်ကြောင့်မို့တက်သေးထင်ရှားခြင်းကိုပေးတယ်။အဲ့ဒီတက်သေးထင်ရှားခြင်းကဘာကိုပေးလဲ။ကျွန်တော်တို့မျော်လင့်တဲ့အရာကိုပြုစုပေးတယ်။မျော်လင့်တဲ့အရာကပါလဲ။ ယေရှုခရစ်တော်နဲ့ကျွန်တော်တို့ပြန်လည်ဆုံစည်းဖို့ဖြစ်တယ်။ယေရှုခရစ်တော်နဲ့ပြန်လည်ဆုံစည်းဖို့ရန်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပြစ်မှတ်ထားခဲ့ဘူးကျွန်တော်တို့အနာမှာအမြဲတမ်းအတူရှိတယ်ဆိုတာနေတူပါတသက်ထူနေတယ်။ဆင်းရဲဒုက္ခအတိုင်းမှာတသက်ထူနေတယ်။နာကျင်ခြင်းတိုင်းမှာတသက်ထူနေတယ်။ပူဆွေးမှုတိုင်းမှာတသက်ထူနေတယ်။ဒါကြောင့်မို့ကျွန်တော်တို့မျှော်လင့်တဲ့အရာကိုပြုစုတယ်။ပြီးတော့အဲ့ဒီမျှော်လင့်တဲ့အရာကလည်းရှက်ကြောက်စရာအကြောင်းနဲ့ကင်းလွတ်တယ်။ဘာကြောင့်လဲ။ကျွန်တော်တို့မျှော်လင့်တဲ့အရာကလောကရဲ့အမှန်တရားပေါ်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့တမန်တရားပေါ်မှာကျွန်တော်ကမျှော်လင့်တာဖြစ်တယ်။ဒါကြောင့်မို့ဘုရားခင်ရဲ့တမန်တရားပေါ်မှာကျွန်တော်မျှော်လင့်ကြောင်းဘုရားခင်ရဲ့တမန်တရားဘယ်တော့မှအမှားမပါဘူး။ကျွန်တော်တို့ကိုဘယ်တော့မှတစ္ဆာပြတ်သွားမှာမဟုတ်ဘူး။လောကအမှန်တရားတွေကတစ္ဆာပြတ်တတ်တယ်နော်။ပြောရင်ပြောတဲ့အတိုင်းလည်းမလုပ်ဘူး။ဂတိကဝတ်တွေလူရှိမှပေးပြီးမှကြွယ်ရမှာဖောက်ပြန်နေတဲ့နော်လူတွေအများကြီးရှိတယ်။ဒါကြောင့်မို့လောကရဲ့ နော်အမှန်တရားကကျွန်တော်တို့ကိုမကင်းနိုင်ဒါပေမဲ့ဘုရားသခင်ရဲ့တမန်တရားကဘယ်တော့မှကျွန်တော်တို့ကိုတစ္ဆာမပြတ်တော့အမှန်လုံးဝနော်အမှားမပါတော့ရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့မျောလင့်တဲ့အရာကရှက်ကြောက်ခြင်းနဲ့ကင်းလွတ်တယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘုရားသခင်ရဲ့နော် အတူပါရှိခြင်းအဲ့ဒီလိုဒုက္ခတွေဆင်းရဲခြင်းတွေကျွန်တော်တို့ယုံကြည်ခြင်းရဲ့အကျိုးကိုဘုရားခင်ကပေးမယ်မျောလင့်ခြင်းရဲ့အကျိုးကိုကျွန်တော်တို့ကိုဘုရားခင်ကပေးမယ်ဆိုတာကိုဘယ်လိုသိရလဲဆိုတော့ဥပမာကျွန်တော်တို့ကအဲတိုက်တစ်ခုအိမ်မြေတစ်ခုကိုကျွန်တော်တို့ဝယ်တယ်ဆိုရင်အဲ့ဒီအိမ်မြေကိုကျွန်တော်ကပိုင်ရှင်ကကျွန်တော်ကိုတကယ်ရောင်းပါမယ်ဆိုတာကိုကျွန်တော်ကဘာရင်ပေးရမလဲဆိုတော့ဆယ်ရန်အရင်ပေးရတယ်ဆယ်ရန်ကိုပေးမှသာလင်ကျွန်တော်ကတကယ်ဝယ်မယ်ဆိုတာကိုကျွန်တော်တတ်သိထူးနိုင်တာဖြစ်တယ် ဆိုတော့ဒါကြောင့်မို့ဒီဖရာသခင်ကကျွန်တော်တို့ကိုတကယ်ကိုနော်သူရဲ့နိုင်ငံတော်ဒါဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့ကိုဆေးရန်အဖြစ်တန်ရှင်တော်ဝိညာဉ်တော်ဖရာကိုကျွန်တော်တို့ထဲမှာထည့်ပေးထားတယ်ဆိုတော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖရာကျွန်တော်တို့ထဲမှာရှိနေခြင်းဟာကျွန်တော်တို့ဟာကောင်းကင်ဆေးရန်ကိုရပြီးသားဖြစ်တယ်တေချာပြီးသားအိုဆေးရန်ပြီးသားပြီးသားမှမယူဘူးဆိုတာမရှိဘူးသူမှာဘာလို့လဲတမာတရားအတိုင်းဖြစ်တယ်အဲဒါကြောင့်မို့ ကျွန်တော်တို့မျောလင့်တဲ့အရာတွေဘုရားခင်ကကျွန်တော်တို့ကိုဗာပေးလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ဘုရားပေးတယ်။တန်ရှင်သောဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုဗာပြီးမှထက်တက်ထက်ပြီးမှဗာတက်တည်ထက်ပေးလဲဆိုတော့ဘုရားသခင်ရဲ့အချစ်ခံရခြင်းမေတ္တာနားလည်နိုင်ဖို့ကျွန်တော်တို့နှလုံးသားထဲမှာဘုရားရဲ့မေတ္တာကိုညွှန်းလောင်းပေးတယ်။ဘုရားခင်ကကျွန်တော်တို့ကိုချစ်တယ်ဆိုတာကိုနားလည်စေတယ်။ဆိုတော့ကျွန်တော်တို့ကဘုရားချစ်ခြင်းကိုနားလည်ရယုံမကဘူး။ဘုရားချစ်ခြင်းကိုနားလည်တဲ့သူကကောင်းကင်နိုင်ငံသားဖြစ်ပြီး ပြီးတော့တန်ရှင်သောဝိညာဉ်တော်ဘုရားကျွန်တော်တို့ထဲမှာရှိလို့သာလင်ဘုရားရဲ့ချစ်ခြင်းကိုကျွန်တော်နားလည်နိုင်တာဖြစ်တယ်။ဒါကြောင့်မို့ဘုရားချစ်ခြင်းကိုနားလည်တော်သူတန်ရှင်သောဝိညာဉ်တော်ဘုရားကိုရတော်သူတွေဟာကောင်းကင်နိုင်ငံသားတွေတကယ်ကိုယေရှုခရစ်တော်ဘုရားကိုမိမိကဲ့တင်မှာရှိပြီးယုံကြည်လက်ခံတော်သူတွေဖြစ်တယ်။ဒါကြောင့်မို့ဒီနေရာမှာယေရှုခရစ်တော်ကိုမိမိကဲ့တင်ပါရှင်ဖြင့်မယုံကြည်သေးသောသူလက်မခံသေးသောသူတွေသေချာစဉ်းစားပါ။ နော်ကျွန်တော်တို့နောင်တမလွန်အရေးကျွန်တော်တို့တည်သွားပြီးတဲ့နောက်မှာဘယ်သွားမလဲလို့ကျွန်တော်မေးခွန်းမေးတိုင်းဒီမေးခွန်းကိုဘယ်လူမှမဖြေနိုင်ဘူးယေရှုခရစ်တော်ကိုရတဲ့လူကလွဲလို့ဘယ်လူမှမဖြေနိုင်ဘူးယေရှုခရစ်တော်ကိုရတဲ့လူတွေကနော်တည်သွားပြီးနောင်တမလွန်မှာဘာဖြစ်မယ်ဆိုတာကိုကြိုသိပြီးသားဘာဖြစ်လို့လဲကြိုသိနေတဲ့ဘုရားသခင်ကရှင်းပြထားလို့ဖြစ်တယ်အာမခံချက်ပေးထားလို့တက်တည်ထူထားလို့ ဆင်ရန်အဖြစ်ပေးထားသောတန်ရှင်သောဝိညာဉ်တော်ဖရာနဲ့အသက်ရှင်လို့ဖြစ်တယ်။ဒါပေမဲ့တချို့တွေကိုကျွန်တော်တို့မေးကြည့်တယ်ယေရှုခရစ်တော်ကိုမယုံကြည်သေးတဲ့သူတွေကတေသွားပြီးရင်ဘယ်ကိုသွားမလဲလို့မေးရင်တေမှတိမှာဘောဆိုတဲ့နေခွန်းကိုကျွန်တော်တို့ကိုပြန်ပြောတယ်။တေမှတိမှာဘောဆိုတဲ့အဖြေပဲ။တေပြီးရင်တော့ကျွန်တော်တို့မှာအခွင့်အရေးမရှိတော့ဘူး။ ဒေဗီသားလူတယောက်ကရွေးချယ်ပိုင်ခွင့်လည်းမရှိတော့ဘူးသူ့မှာဘာအခွင့်အရေးမှနောက်ထပ်ရတော့မှာမဟုတ်ဘူးဒါပေမဲ့အသက်ရှင်နေတဲ့ချိန်မှာပင်လင်ကျွန်တော်တို့ကအခွင့်အရေးရှိတာဖြစ်တယ်ဒါကြောင့်မို့ယေရှုခရစ်တော်ပြားကိုမိမိကယ်တင်ပိုင်ရှင်ဖြင့်ယုံကြည်လက်ခံပါယုံကြည်လက်ခံတော်သူတို့ကောင်းကင်နိုင်ငံဒါဖြစ်ရတော့အခွင့်အရေးကရှိတာဖြစ်တယ်ကောင်းကင်နိုင်ငံကနော်ယေရှုခရစ်တော်ကိုယုံကြည်တော်သူတွေအတွက်ဖြစ်တယ် ထိုရာအတွက်လည်းဖျားသခင်ကိုယ်တိုင်ကတည်တည်ထူတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပါလောကမှာဒုက္ခရောက်တာချင်းအတူတူကိုကလောကမှာလည်းဒုက္ခရောက်တယ်။နောင်တမလွန်မှာလည်းထာဝရငရဲမိအိုင်မှာဒုက္ခထာဝရရောက်ရမယ်ဆိုတာကိုလုံးဝမဖြစ်ချင်ပါနဲ့လုံးဝလက်မခံပါနဲ့နော်အဲ့ဒီရဲ့ငရဲတဲ့ကနေလွတ်မြောက်ပေးနိုင်တဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးမှထာဝရကောင်းကင်ဘုံမှာ အတူတူသွားကြပါစို့လို့ဒီနေရာမှာကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ဂျာနာတို့ရောက်ချင်းစီတိုင်းပေါ်မှာယေရှုခရစ်တော်ဖခင်ရဲ့ကယ်တင်ခြင်းခြေဆုတော်တက်ရောက်ပါစေ။